းကြပင်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့စိန့်ပီတာစဘန်မျိုးနဲ့လေကြောင်းလိုင်းများတိုးချဲ့ပြန်တမ်းနိုင်ရန်စီစဉ်ဆောင်ရည်ရှိရလို့နောက်ဆက်ကောက်ထားပြောကြားတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမန္တလေးမြို့မှနေပြီးရုရှားနိုင်ငံနိုဗီစီဘေးမြို့သို့လေကြောင်းလိုင်းများတိုက်ရိုက်ပြေးဆွဲပြန်တန်းလျက်ရှိရာစိန့်ပီတာစဘန်မြို့နယ်လေလေကြောင်းလိုင်းများတို့ချဲ့ပြန်တန်းနိုင်ရန်စစ်ဆောင်လျက်ရှိရလို့နဆာကောက်ကထားနိုင်ငံတော်ဝန်ကြီးချုပ်ပုချုပ်မှုချင်းမြောင်းလိုင်းကပြောကြားသိရပါတယ်။မက်ရှလာချန်နယ်နဲ့ပိုင်းကစိန့်ပီတာစဘန်မြို့ရှိမြန်မာကောင်ဆယ်ဝင်ရုံးမှဝန်ထမ်းမိသားစုများနဲ့စိန့်ပီတာစဘန်မြို့ရင်းတင်းနဲ့တယောက်နေတဲ့တင်းနဲ့သားအရာရှိများအားတွေ့ဆုံပြီးအမှားစကားပြောကြားရမှာထည့်တင်ပြောကြားခြင်းဖြစ်ပါတယ်။စိန့်ပီတာစဘန်မြို့ရင်းဆက်ရုံအလုပ်ရုံများစွာရှိပြီးတည်ယူပို့ဆောင်ရေးအတွက်အထက်အခြား ကပညာသင်ကြားရေးတွင်လည်းကောင်းမွန်တဲ့အတွက်မြန်မာနိုင်ငံနဲ့ဆက်သွယ်ဆောင်ရွက်ရန်ကောင်းမွန်တဲ့မျိုးတမျိုးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံနဲ့ပတ်သက်ရင်မိမိတို့အနေနဲ့ဆောင်ရွက်ကိစ္စတွေကိုအချိန်နဲ့တပြေးညီလုပ်ငန်းတွေပြီးစီအောင်ဆောင်ရွက်ကြရပါမယ်။ဒါကြောင့်ကောင်းဆောင်ဝင်ချုပ်ယုံမိသားစုရဲ့အနေနဲ့နှစ်နိုင်ငံဆက်ဆက်ရေးနဲ့မိမိတို့နိုင်ငံအကျိုးအတွက်ဆောင်ရွက်နေခြင်းဖြစ်လို့အရေးကြီးတဲ့တာဝန်တွေကိုထမ်းဆောင်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်လုပ်ငန်းတွေဆောင်ရွက်ရမှာအကျန့်ရှိမှုတွေမရှိစေဖို့အတွက်အချိန်မီပြီးစီစေဖို့ charity ကောင်တာဆက်တွေလုပ်နေဖို့လိုပါတယ်လို့နောက်ဆက်ကဥက္ကဋ္ဌကပြောကြားကြောင်းသိရ ါပါရှင် ဆလာဒင်ဆမဲတဲ့ငါကတော့မြန်မာရုရှားကုမ္ပဏီများကြောင့်ပို့ကုန်သွင်းကုန်များတင်ပို့တင်သွင်းနိုင်ရေးအတွက်နားလည်မှုစာချုပ်လာလက်မှတ်ရေးထိုးတဲ့တင်ဖြစ်ပါတယ်။မြန်မာရုရှားကုမ္ပဏီများကြောင့်ပို့ကုန်သွင်းကုန်များတင်ပို့တင်သွင်းနိုင်ရေးအတွက်နားလည်မှုစာချုပ်လာများအာမက်ရှလာချရန်တဲ့ဘိုင်းကရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင်လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါတယ်။မြန်မာနိုင်ငံမှာပေါင်းစံများအားရုရှားနိုင်ငံသို့တင်ပို့နိုင်ရေးနဲ့ရုရှားနိုင်ငံမှာတမီဩစာများပို့သက်စင်များဝယ်ယူနိုင်ရေးအတွက်မြန်မာနိုင်ငံမှာကုမ္ပဏီတစ်ခုနဲ့ရုရှားနိုင်ငံမှာကုမ္ပဏီတစ်ခုတို့နားလည်မှုစာချုပ်လာလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ င်မြန်မာရုရှားနှစ်နိုင်ငံပို့ကုန်တင်ကုန်များတင်ပို့တင်သွင်းနိုင်ရေးအတွက်နားလည်မှုစာချုပ်လာအားမြန်မာနိုင်ငံဘက်မှပို့ကုန်တင်ပို့မဲ့ကုမ္ပဏီရဲ့ဒါရိုက်တာဦးမောင်မောင်ကျော်နဲ့ရုရှားနိုင်ငံဘက်မှတွင်းကုန်တင်ပို့မဲ့ကုမ္ပဏီရဲ့တာဝန်ရှိသူတို့ကလက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါတယ်။အဆိုပါလက်မှတ်ရေးထိုးပွဲသို့နောက်ဆက်ကအဖွဲ့ဝင်ပို့ချုပ်ကြီးညူစောရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်အောင်စုဝင်ကြီးထောက်တာကန်စောရွှေမတ်စစ်စီရန်အသင်းချုပ်နဲ့မြန်မာနိုင်ငံထက်မြောက်အစအသင်းတို့မှကိုယ်စားလှယ်များတက်ရောက်ကြကြောင်းသိရပါတယ်ရှင်။ ောက်ထပ်တင်ဆက်မယ့်သတင်းကတော့နိုင်ငံတော်ဓာအစနေသူဓာအားအများဆုံး945မဂါဝတ်ပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီးအများပြည်သူတို့ဓာပုံမှုဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ဗိုလ်ချုပ်ကြီးတင်အောင်ဆန်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ်ပထမအကြိမ်ကော်မရှင်အစီအဝေးကျပပြီးချိန်မှစပြီးနိုင်ငံတော်ဓာတ်စနစ်သို့ဓာတ်အများဆုံး945မဂါဝတ်ပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီးအများပြည်သူတို့ဓာတ်ပုံမှုဖြန့်ဖြူးပေးနိုင်ခဲ့သူကိုတွေ့ရှိရမှာဖြစ်ကြောင်းလျှက်စစ်နယ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံတော်ဝန်ကြီးချုပ်ရှုံပြီးတော့စုဝင်ကြီးပို့ချုပ်ကြီးတယောင်ဆောင်ကပြောကြားသိရပါတယ်နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီယုံအစည်းအဝေးခမရင်မက်လာ၆ရံမိုးလေပိုင်းကကျင်းပလျက်ရှိတဲ့လျှက်စင်တဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ရဲ့နှိမ်ပြင်းဆောင်၂၀၂၀ 2025အစီအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်ပါသည်ဆက်လက်ပြီးလည်းပြည်တော်စုဝင်ကြီးကကာလာတို့အတွင်းလျှက်စစ်ဓာတ်ထုတ်လုပ်နိုင်သောနေရောင်ခြေစွမ်းရည်မှဓာတ်ထုတ်လုပ်ခြင်းများကိုအမြန်အကောင်ထည့်ဖို့ဆောင်ရွက်နိုင်ရေးနိုင်ငံတော်အခြေအကဲမှလက်ညှိုးခဲ့ရာကော်မရှင်အနေနဲ့ဦးစားပေးလုပ်ငန်းလက်ညှိုးချက်သတ်မှတ်ထားရှိပြီးနေရောင်ခြေစွမ်းရည်သုံးဓာတ်ပေးစရုံများကိုဓာတ်စနေပြည့်ချိတ်ဆက်ခြင်းအပြင်ဝေးလံကျေးလက်ဒေသများအတွက်ဓာတ်စနေပြင်ပသီးခြားဆောင်ရွက်နိုင်ရန်လည်းလိုအပ်သည့်များကိုကူညီဆောင်ရွက်ပေးသောမှာဖြစ်တယ်လို့ပြောကြားကြောင်းသိရပါရရှင် ောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဒဝေရေနဲ့စိတ်ကန်းအနီးမှာ KNG Terminal တိဆောက်ရေးရင်းနှီးမြုံနယ်ဆောင်ရွက်ဖို့မြန်မာစွမ်းအင်ဝင်ကြီးနဲ့ရုရှားတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးကြတဲ့သတင်းဖြစ်ပါတယ်။ဒဝေရေနဲ့စိတ်ကန်းအနီး LNG Terminal တိဆောက်ပြီးပြည်ဝင်သုံးနယ်ပြည်ပသို့တင်ဖို့ရောင်းချနိုင်ရေးရင်းနှီးမြုံနယ်ဆောင်ရွက်ရန်အတွက်စွမ်းအင်ဝင်ကြီးဌာနပြည်တော်စုဝေးကြီးဥက္ကိုကိုလွင်နဲ့ရုရှားနိုင်ငံမှာတာဝန်ရှိသူများမော်စကိုမြို့ရှိ Redenson Collection Hotel မှာမက်ရှလာငါးရင်းနှစ်ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြရလို့သိရပါတယ်။ နိုင်ငံတော်စီမံအဆွေအကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ရုရှားနိုင်ငံခီးစင်အထွေပြုလုပ်တဲ့အဆိုပါဆွေးနွေးပွဲတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနပထမဒုတိယဝန်ကြီး Mr. Pavel Sorokin နဲ့ရုရှားနိုင်ငံတော်ပိုင်ရှင်နယ်နဲ့တံခွေကုမ္ပဏီ Zarovizanov မှနိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Mr. Alexander Boyarev တို့ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။၎င်းဆွေးနွေးမှုအတွင် LNG တာမဏေမှတစဉ်ဆက်သွယ်မည်သဘောထားဝင်ပိုင်လည်များတိစောက်နိုင်ရေးကိစ္စများတွင်ရှင်းလင်းမြုပ်နယ်ရေးနှင့်ဒဝဲအထူးစီးပွားရေးဆောင်တွင်ရှင်းလင်းချက် က်ဆက်ယုံတည်ဆောင်ရန်အတွက်ရှင်နေမြုံနယ်ရီတို့ပါဝင်သလိုမြန်မာနိုင်ငံရဲ့73စီလူဝဲချက်များကိုတက်တာတော်အစီအလုံးဖြင့်ရရှိရန်ကိုကြီးဆောင်ရဲ့ပေးရေးပါဝင်တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးနေ့ဆက်မဲ့တဲ့ရင်ကတော့တရားမဝင်ကုန်စီများဖမ်းမိအောင်တရင်ပေးကြခဲ့သူများအငွေချက်1098ဒသမ645တန်းကိုတရင်ပေးစုချင်းွေအဖြစ်ချိန်ပြေးသွားမယ်လို့ဆိုတဲ့တဲ့ရင်ဖြစ်ပါတယ်။ တရားမဝင်ကုန်စည်များဖန်စီရမိအောင်တရင်ပေးခဲ့ကြသူများအငွေကျပ်1098တမ645တန်ကိုတရင်ပေးစုချင်းငွေအဖြစ်ချိမြင့်ပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါတာဝန်သိပြည်သူများရဲ့တရင်ပေးတန်ကြာမှုများကြောင့်2025ခုနှစ်ဖေဖော်ဝါရီလအတွင်းတရင်ရရှိမှု58ကျင်းရရှိခဲ့တဲ့အနက်တရင်မှ2ကျင်းသာပါဝင်ပြီးဖန်စီရမိမှု55ကျင်းရှိခဲ့ပြီးဖန်စီရမိအမှုတွေ96မှုဖွင့်လှစ်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ဖန်စီရမိတဲ့အထက်ရင်စုစုပေါင်းငွေကျပ်9493တမ224တန်မှုရှိတဲ့မျိုးစုံလုပ်ငန်းသုံးပစ္စည်းများလို့ ောက်ကုန်ပစ္စည်းများနဲ့စားသောက်ကုန်ပစ္စည်းများဖြစ်တဲ့ကုန်ပစ္စည်း58မျိုးနဲ့တရားမဝင်ကုန်စည်တင်ဆောင်လာတဲ့ရေရင်နဲ့မော်တော်ယာဉ်များအပါအဝင်လိုက်စင်းမဲ့မော်တော်ယာဉ်များမော်တော်ဆိုင်ကယ်များပါဝင်ပါတယ်။အခုလိုသတင်းပေးတိုင်ကြခဲ့တဲ့တာဝန်သိပြည်သူများကိုလည်းဖမ်းဆီးရမည်မှုတံမိုးငွေကြမ်း9493တသမ224သန်းရဲ့20ရာခိုင်နှုန်းဖြစ်တဲ့ငွေကြမ်း1098တသမ645သန်းကိုသတင်းပေးစုချင်းငွေအဖြစ်ချိန်မီပေးရတော့မှာဖြစ်ပြီးသက်ဆိုင်ရာဌာနများမှမြင်မြန်ဆက်ဆက်စုချင်းမြင်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါရရှင်။